အခုတင်ဆက်ပေးမယ့်အားသာသင်ကတော့ဗြိတိန်တာဝေးပြည်သမားမိုဖာရဲရဲ့စိန်ခေါ်မှုကိုဦးစိန်မော့ကလက်ခံခဲ့ပြီးမီတာ600ပွဲစဉ်ရှင်းပြမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ကမ္ဘာတာတိုပြင်ဂျမေကာပြည်သမားဦးစိန်ဘော့ဟာပြီးခဲ့တဲ့လန်ဒန်ဂရင်းပရီပြိုင်ပွဲအတွင်းဗြိတိန်တာဝေးပြည်သမားမိုဖာရဲရဲ့စိန်ခေါ်မှုကိုလက်ခံခဲ့ပြီးမီတာ600ပွဲစဉ်ရှင်းပြသွားမှာဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီပြိုင်ပွဲမှာ၎င်းတို့ရဲ့ကိုပိုင်ဖောင်ဒေးရှင်းများအတွက်အလူရမုံငွေပွဲတစ်ခုဖြစ်ပြီးပြိုင်ပွဲကျင်းပမယ့်ရည်စွဲကိုတော့အတိအပြုထုတ်ပြန်ခြင်းမရှိသေးပါဘူး။ကျွန်တော်တော်တော်ခက်ခဲမှုတွေရှိနေပါတယ်။ ဒါပေမဲ့အလူရံမုံမွေပဲဖြစ်လို့ကျင်းနေเสียပါပဲ။လေ့ကျင့်ရေးမှာကျွန်တော်မီတာ600ပြေးမှုပြီးသားပါလို့ဦးစိန်ဘော့က Sky Sport သတင်းဌာနကိုပြောကြားခဲ့ပါတယ်။မူဖာရက်ကလည်းမီတာ600ဆိုတဲ့အကွာအဝေးဟာ၎င်းတို့နှစ်ဦးစလုံးအတွက်ရှင်ပြိုင်ရန်တင့်တော်တဲ့အနေအထားဖြစ်ကြောင်းပြောကြခဲ့ပါဗျ။မူဖာရက်ကအိုလံပစ်မီတာ9000နဲ့တသောင်းချန်ပီယံဖြစ်ပေမဲ့ယခုနှစ်အတွင်းမီတာ1500ဥရောပသစ်ဆန်ကျင်တင်ထားခဲ့ပြီးပြီးခဲ့တဲ့လန်ဒန်ဂရင်းပီမီတာ3000ပွဲစဉ်မှာလည်းအနိုင်ရရှိထားခဲ့ပါဗျ။ ဦးစိန်ဘောကတော့မီတာ400ပွဲစဉ်သာအဝေးဆုံးပြေးထားခဲ့ပြီးမိုက်ကယ်ဂျွန်ဆန်ရဲ့ကမ္ဘာစံချိန်43.78စက္ကန့်ကိုမမီတော့တဲ့သူ့ရဲ့အကောင်းဆုံးစံချိန်ဖြစ်45.28စက္ကန့်ရရှိထားခဲ့ပါတယ်။